ဒီနေ့ဝက်တော့ပုံစံနောက်တစ်မျိုးကိုဆက်ပြီးသွားကြမယ်နော် grade 5ကနေ grade 12ထိအင်္ဂလိပ်စာသင်တန်းလေးစုံစမ်းခြင်း3963လုံး1965 80 Viber ဖုန်းနံပါတ်မှာစုံစမ်းလို့ရတယ်အိုက်ဖုန်းဖုန်းဆက်လို့လည်းရတယ်နော်ဟုတ်ပြီအဲ့တော့ဒီမှာဝက်တော့ဝက်တော့ဆိုရင်တော့သိကြတဲ့အတိုင်းပဲအငင်းဝါကြကိုရှာမယ်ဝက်တော့နဲ့ကတ်မယ်အငင်းဖြုတ်မယ်ဟုတ်ပြီနော်အဲ့တော့ဝက်တော့နောက်ကတ်မယ်ဝါကြ passive ဖြစ်နေရင်ဒီပုံစံပေါ့နော် passive ဖြစ်နေရင်ဝက်တော့ black being black battery ပေါ့နော်ဒီဘက်မှာနေရာမဆန့်လို့ black battery without black being black battery အဲ့ပုံစံနဲ့ဖြည့်ပေးရမယ်ကဲဒီစာကြောင်းနှစ်ကြောင်းကိုဝေးတောင်းနဲ့ဖြည့်မယ် we climb the mountain ငါတို့တောင်ပေါ်ကိုတက်တယ် we were not let, let. ငါတို့ဘယ်သူမှဥမဆောင်ပေးဘူးပေါ့နော် by any guy ဘယ် guy ကမှငါတို့ဥမဆောင်ပေးဘူးလမ်းမပြပေးဘူးပေါ့နော်အဲအဲ့ဒါအဲ့ဒါအဲ့စာကြောင်းနှစ်ကြောင်းကိုဝေးတောင်းနဲ့ကတ်မယ်ထုံးစံအတိုင်းပဲအငင်းဝါကြကိုဝေးတောင်းနဲ့ကတ်မယ်ဒီမှာ not ပါတဲ့ဝါကြဝေးတောင်းနဲ့ကတ်မယ် ဲ့တော့အရင်တုန်းက without နဲ့ဖြစ်ရင် subject တူမတူကြည့်လို့ပြောခဲ့တယ်အဲ့တော့ဒီမှာ we we ဆိုပြီးတူတယ်လို့သွားပြီးတော့ထင်ကောင်းထင်နိုင်တယ်ဟုတ်ပြီနော်ဒါပေမဲ့မတူဘူးဒီ we က subject မဟုတ်ဘူးဒါက object ကြီးဟုတ်ပြီနော်ဒါ active passive ဖြည့်ဘူးတဲ့လူမှသိမယ် what's where black battery နဲ့ရေးထားတာအဲ့ဒါ passive verdu ဆိုရင် active what's where black battery က passive အဲ့တော့ without now ကတ်မဲ့ဝါကြဒီအငင်းဝါကြက what's where black battery နဲ့ရေးထားတယ် passive ဖြစ်နေတယ်ဆိုရင်လည်း ဝက်တော့ဘီးယင်းဘက်တရီနဲ့ပဲဖြေရမယ်အဲ့တော့ဒီစာကြောင်းကိုကတ်မယ် W I T H O U T ဝက်တော့ဘီးယင်းเนาะအငင်းကိုဖြုတ်တယ်เนาะဘက်တရီကဒီမှာ LED LED by เนาะအဲ့မှာလဲ by any guide ကိုသွားဖြုတ်လို့မရအောင်เนาะဒါက object မဟုတ်ဒါ subject เนาะဒါ person နဲ့ရေးထားတာ object ရယ် verb ရယ် by subject ရယ်ရေးထားတာ by any guide ကောမာကုတ်မယ်ပြီးရင်ပထမစာကြောင်းကိုကူးချဟုတ်ပြီနော် we climb the mountain ဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်တော့ပြီးပါပြီအားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးအကျိုးရှိတယ်ဆိုရင်တော့ comment မှာ yes လို့မှတ်မိသွားကြပါဦးနော်